မင်းကဲမြို့နယ် CDM ဆေးရုံအုပ်ကြီးဒေါက်တာဒေါ်ခိန်တူတူလွင်ကိုဖဲစီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးမိသားစုဝင်တွေကတရားမျှတရရှိဖို့လိုလားနေတယ်လို့အယူကြီးအနေနဲ့လည်းပြောဆိုညှိနှိုင်းထားတဲ့ဆောင်ရွက်နေလို့သိရပါတယ်။တီဝီသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းမင်းကြီးမြို့နယ်စီဒီအန်စေးရုံအုပ်ကြီးဒေါက်တာဒေါခင်းတူတူလင်ကိုမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးခဲ့တဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန်နှံလာပါဗျာစီဒီအန်စေးရုံအုပ်ကြီးဒေါက်တာဒေါခင်းတူတူလင်ကို နိုဝင်ဘာလ30ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာမင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖာတပ်ဖွဲ့ဝင်တွေကတင်တော်ရွာကသူမရဲ့စည်းကမ်းမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဆရာဝန်ကြီးကိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရုံးမှာစစ်ဆေးနေပြီးအဲ့တွေ့ခွင့်တော့မရှိဘူးလို့မိသားစုနဲ့နှိစက်သူတွေကပြောပါတယ်။ ာကြီးကမတရားဘူးဆိုတာကြီးပြီးရဗျာဆရာဝန်ကြီးကပြေးပေးဆရာရှိတယ်ဆိုလို့ရှိရင်ပြောဆရာရှိတယ်ဆိုရင်ဒါမှမဟုတ် discount လုပ်ဆရာရှိတယ်ဆိုလို့ရှိရင်ဆရာဝန်ကြီးရှိတဲ့စေတမ်းမှာစကားပြောလို့ရတယ်ပြင်ပြပြောလို့ရတယ်အမျိုးသမီးဆရာဝန်ကြီးဗျာနော်ဒါဟိုသူတို့ကဘယ်လိုမျိုး rules and regulation တွေနဲ့လောက်တာလဲဘယ်လိုချိန်ဆော့ comment တွေလဲကျွန်တော်လည်းမပြောရဘူးဒါပေမဲ့ကျွန်တော်ကတော့တာကြီးလုံးဝလက်မခံ မီဒီယာနဲ့ပဲကျွန်တော်တို့သူတို့ကိုရှင်းနေသွားအောင်ရင်းနေသွားအောင်သူတို့ရဲ့လုံရက်ကိုအရှုံးချအကြောင်းကိုကျွန်တော်တို့ထင်တာမြင်တာရှိအောင်လုပ်လို့ရမယ်ကျွန်တော်တို့တွေကဘာလဲနဲ့ဆိုတော့ဘာမှရှိတာမဟုတ်ဘူးလေပြည်သူကအဲ့တော့စီဒီအန်ကြီးကကြာရင်ကြောက်နေရပြီသူတို့မိသားစုနဲ့နှိဆက်သူတွေကတော့ဒေါက်တာဒေါခင်တူတူလင်းကိုဆွဆွဲထားတဲ့အမှုတွေကမှန်ကန်မှုမရှိတဲ့အတွက်ဆရာဝန်ကြီးနဲ့ပတ်သက်ပြီးတရားမျှတမှုရရှိဖို့လိုလားနေကြပါတယ်ဆရာဝန်ကြီးဟာမြင်းခင်မြို့နယ်ကတော်လိုင်းရဲတပ်ဖွဲ့ဝင်တွေကိုစစ်ကူတပေးနေတယ်လို့ကျေးလက်ကျမကြီးလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ် အမျိုးသားညီညွတ်ရေးဆိုရာပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့စီဒီအန်ဆေးရုံအော်ဒေါက်တာခင်တူတူလင်ကိုလက်နက်နဲ့ငွေကြေးပြန်မအပ်လို့အမှုဖွင့်ထားတဲ့အတွက်ဖမ်းဆီးတာဖြစ်ပြီးအမျိုးသမီးရဲမင်မထည့်ပေးနိုင်ခဲ့တာရုံးရင်းဆန်ကဖြစ်လို့ပြည်သူတွေစိတ်မချမ်းမြေ့ရတဲ့အပေါ်တောင်းပန်နေလို့ဒီဇမလာတရက်နေ့ကထုတ်ပြန်ထားပါဗျ။ဒေါက်တာဒေါခင်တူတူလင်ခဒေါက်တာဒူးဟာ2021ခုနှစ်ဧပြီလ17ရက်ကနေ2024စက်တင်ဘာလ19ရက်နေ့အထိ မျိုးသားညီညွတ်ရေးဆိုရမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတာဝန်ကနေရနာပြီးချိန်မှာလုပ်ငန်းဆိုင်ရာစီးရင်စရာတွေရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စရပ်တွေကိုမရှင်းလင်းခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်လက်ရှိမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံစီကိုလုပ်ငန်းဆိုင်ရာစီးရင်စရာတွေလွှဲပြောင်းပေးဖို့အချိန်ချင်းတရားဝင်စာပေးပို့ခဲ့ပေမဲ့လာရောက်မဖြေရှင်းတဲ့အတွက်အခုလိုဖမ်းဆီးရတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။လက်ရှိမှာတော့ CDN စေယုံအောင်ဒေါက်တာဒေါခိတူတူလွင်အမှုကို ရဲလုံငန်းစဉ်အတိုင်းလှုပ်ဆောင်နေသလို Energy Syrian ဆက်ဆက်ကောမဒီအနေနဲ့လည်းပြောဆိုညှိနှိုင်းဆောင်ရွက်နေတယ်လို့ Energy ပြောခွင့်ရဦးနေဖုံးလက်ကပြောပါတယ်။ဒီအမှုဖွင့်ထားတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရဲဘက်ကတော့ဒီရဲလုံငန်းစဉ်အတိုင်းဆက်ပြီးတော့လှုပ်သွားဖို့ရှိပါလိမ့်မယ်။အဲပြီးတော့ဆမာကြီးကတော့ဒီအဲဆမာကြီး Syrian လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ NUG မှာရှိတဲ့ Syrian Success Committee ပေါ့နော်ဒီ committee နည်းနည်းလည်းအဲဒီကိစ္စကိုဒီအကောင်းဆုံးဖြစ်နိုင်မှုပေါ့နော်ဆောင်ရွက်နိုင်မှုချိတ်ဆက်ဆောင်ရွက်နေတာလည်းရှိပါတယ်။ ဒီ CDN ဆက်ဆက်ကော်မတီရဲ့ဒုက္ခဖြစ်တယ်ပေါ့နော်ဆရာကြီးဒေါက်တာဇော်ဝေဆိုးကိုရိုင်းနဲ့ဆရာမကြီးနဲ့ဆက်သွယ်ပြီးတော့စကားပြောဆိုခဲ့တာလည်းရှိတယ်လို့သိရပါတယ်ဗျဒေါက်တာဒေါခင်သူလင်းကိုမင်းကြီးမြို့သူလုံချုံရဲ့ဖွဲ့ပါလာဖာကအင်အားသုံးဖမ်းဆီးရနဲ့ပတ်သက်လို့ကျင်းဝတ်တွေမလိုက်နိုင်ခဲ့ဘူးဆိုပြီးပြည်သူတွေကြားမှာဝေဖန်နေကြပါတယ် CDN စေယောအောက်ဒေါက်တာဒေါခင်တူတူလုံးကိုမြေသားညီမျိုးစုရတရားရုံးဌာနကရစတဲ့ကြီးပုံမှန်၄၆၄၉နဲ့အမှုဖွင့်ရေးယူထားတယ်လို့သိရပါဗျ။ဒီမှာဒီပြပါ